်မင်္ဂလာပါတရုတ်တမတော်ရှီကျင်းဖင်အာနာကတကယ်ပဲပုံစုံတော့မလားထူးခြားချက်လေးတချို့ပြောပြချင်ပါတယ်တရုတ်တမတော်ရှီကျင်းဖင်ရဲ့အာနာချုပ်ကင်မှုဟာတိတိတတ်တာရောကြလာနေပါပြီသူရဲ့တတ်တန်းကုန်ခံလိပါ ထိုက်တန်းပို့ချုပ်တွေညထူးကနေအနာပိတ်ခံရတာတရုတ်ကွန်မြူနတီပါတီ CCP တက်ကပုံမှန်မဟုတ်တဲ့လုံရှားမှုတွေဟာအထင်ရှားဆုံးသက်သေတွေဖြစ်ပါတယ်2015 2025ခုနှစ်ကြာ စစ်တပ်စည်းရုံးရေးအခြေအနေတွေမှာသူရဲ့အနာပြောက်တောက်မှုတွေအခုအခြေအနေနဲ့ဘလောက်ကွာခြားသွားတယ်လဲဆိုတာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဒုတိယအချက်နေကရှီကျင်းဖြစ်ရဲ့မိခင်ကွယ်လွန်မှုကိုတရားဝင်ထောက်ပြကြီးညာခြင်း မရှိတာဟာသူရဲ့အနာအာနယ်လာမှုနဲ့ထိုက်ရိုက်တက်ဆိုင်နေနိုင်ပါတယ်အရင်ကသူဖခင်အတွက်တောင်မှအထိတ်အမှတ်တွေပြုလုပ်ခဲ့ပူးပေမဲ့အခုလိုပုပ်ဖို့ရေး ြီးမားတဲ့ဆုံးရှုံးမှုကိုလောကထုတ်ပွက်ထားတာဟာထူးခြားတဲ့အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့စက်တက်အတွင်းမှာတရှိရေးတွေဟာရှည်ရဲ့အာဏာချုပ်ကိုက်မှုကြဆင်းနေတယ်ဆိုတာကိုပြသနေတဲ့အချက်တွေဖြစ်ပါတယ်။ပါတယ်။တာမိုက်တိုင်းစစ်ဌာနချုပ်ဒုက္ခတပ်ဖွဲ့ Rocket Force ကပုံမှုကြီးနှစ်ဦးကိုရုတ်တရက်ထိရှာခဲ့တာမျိုးသူ့ရဲ့ယုတ်ကြည် စိတ်ချရတဲ့သူတွေတောင်မှရာထူးကနေဖယ်ရှားခံရတာမျိုးတွေကစစ်တပ်အပေါ်မှာရှင်ရဲ့ဩဇာရောကြလာပြီဆိုတော့ရှင်းလင်းတဲ့တက်သေးတွေဖြစ်ပါတယ်။အခုပြောခဲ့တဲ့ထူးခြားတဲ့အချက်တွေအပြင်မှာကိုခိုင်မာတိကျတဲ့အချက်တွေလည်းရှိပါတယ်။အဲ့ဒါကလက်ရှိတရုတ်နိုင်ငံရဲ့စီးပွားရေးအခြေအနေဟာတကယ်ကိုစိုးရိမ်စရာအနေထားရောက်နေတာဖြစ်ပါတယ်။ GDP ရဲ့တောက်ဆရခိုင်နှုန်းနီးပါးရှိတဲ့ HMI ကဏ္ဍပြိုလဲနေပါတယ်။ပို့ကုတ်သွင်းကုတ် 69ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ဒါဟာလက်ရှိခြေနေတွေဖြစ်ပါတယ်။နိုင်ငံခြားယင်းနှိမ့်နှံမှု60ရာခိုင်နှုန်းကျော်ကျော်ကျလာပါတယ်။လူငယ်အလုပ်လက်မဲ့နှုန်းအနှိမ့်ဆုံးအစ်စ်27ရာခိုင်နှုန်းဆန့်ချိတ်တင်သွားတာဖြစ်ပါတယ်။ဒါဟာလူရတကူတည်နိုင်တဲ့အနှိမ့်ဆုံးအစ်စ်နဲ့တွက်ချက်ထားတာဖြစ်ပါတယ်။အဲ့ဒီကိစ္စတွေဟာတရုတ်ပြည်တွင်းမှာဘယ်လောက်တောင်ဖြစ်အားတွေရှိနေပြီလဲဆိုတာပြသနေတာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာရှီကျင်းဖင်ဟာ ိပကိစ္စတွေထက်ဒီတွင်အရေးကိုဦးစားပေးပြီးတော့သူ့ရဲ့အနာကိုထိချုပ်ဖို့ရုတ်ကန့်နေရတဲ့ဆိုတာကတော့ရှောင်လွဲလို့မရတဲ့အခြေအနေဖြစ်လာတာပဲဖြစ်ပါတယ်။ဒီထက်ပိုပြီးပေါ်လွင်တဲ့အချက်တချို့လည်းရှိပါတယ်။ဥပမာအနေနဲ့ BRICS Bridge ဆွေးနွေးပွဲလို့အရေးကြီးတဲ့နိုင်ငံတကာညီလာခံကိုရှီချင်းဖြစ်ကိုတိုင်မတက်ရောက်နိုင်ခဲ့တာဟာသူ့ရဲ့အနာကြာဆင်းမှုကိုထင်ဟပြသနေတာဖြစ်ပါတယ်။ ဒါဟာပြည်တွင်းစီးပွားရေးအကြက်တဲကြောင့်နိုင်ငံကဆက်ဆံရေးမှာငွေကြေးချေတာနေရတာလားဒါမှမဟုတ်လေပြည်တွင်းအာဏာတည်ငြိမ်မှုအတွက်အပြင်ခရီးသွားဖို့မလုံခြုံတော့တာလားစတဲ့သူလိုသူလိုအကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်တရုတ်နိုင်ငံဟာအစိုးရမီဒီယာတွေကနေကောင်းမွန်တည်တတ်တဲ့ကိကိန်းန်းတွေကြီးပဲထုတ်ပြန်နေပြီမဲ့လက်တွေ့မြေပြင်မှာတော့ပြိုလဲမှုတွေကိုဖောက်ကွက်ဖို့ခက်ခဲလာတာရှင်းရှင်းလင်းလင်းမြင်သာပါတယ် ဒီကြီးကြီးရှမ်းဒီကတာလေးဖောက်ချတဲ့အခြေအနေတွေလည်းတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချက်တွေအခြေအနေတွေအပေါ်အခြေခံပြီးအနာဂတ်ကိုမန်းဆကြည့်လို့ရပါတယ်ဒါဟာရှေ့ဆက်ပြီးရှီချင်းပြည်အာနာတည်ငြိမ်မှုဟာ ပိုပြီးကြီးမားတဲ့စိတ်ခွန်မှုတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။တရုတ်ပြည်တွင်စီးပွားရေးပြဿနာတွေ CCP အတွင်းကသဘောထားကွဲလွဲမှုတွေနဲ့စစ်တပ်အပေါ်မှာထိတ်ချုပ်မှုရောပါလာမှုတွေဟာသူ့ရဲ့ဥစားမှုကိုဆက်လက်ထိခိုက်စေပါလိမ့်မယ်။မြန်မာတော်လှန်ရေးအနေနဲ့ဒီလိုအခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီးတရုတ်ပြည်တွင်အပြောင်းလဲတွေကမြန်မာအရေးကို ဘယ်လိုတက်ရောက်နိုင်မလဲဆိုတော့မဟာဗျူဟာမြောက်ထိုးထင်းသိမြင်မှုတွေနဲ့ကြိုတင်ပြင်ဆင်ထားသိမ့်ပါတယ်။ရှီကျင်းဖျင်ရဲ့လက်ရှိအခြေအနေဟာအင်အားကြီးတရုတ်နိုင်ငံရဲ့အနာဂတ်အတွက်စိတ်လှုပ်ရှားစရာမေးခွန်းတွေဖြစ်ပြီးပေးနေပါတယ်။သူရဲ့အနာရောကြလာခြင်းကမြန်မာဒေါ်လာရေးအတွက်အခွင့်အရေးတစ်တွေဖြန့်ပြီးပေးနိုင်မလားဆိုတာကတော့အလုံးကြိုတင်စဉ်းစားပြင်ဆင်ထားသိမ့်တယ်ဆိုတာကိုတင်ပြချင်ပါတယ်။